မင်္ဂလာမနက်ခင်းလေးပါခင်ဗျာဒီကနေ့ဟာဆိုလို့ရှိရင်ဆယ်လပိုင်းတရက်နေ့မနက်စောစောအချိန်ဖြစ်ပါတယ်ဂျေဇုတော်အကြောင်းဆယ်လပိုင်းကိုဝင်စားခွင့်ရပြီဖြစ်ပါတယ်ပို့ဆောင်တဲ့ထိုဖျားခင်နာမှာတာ၍ဘုန်းကြီးပါစေအာမင်ပြီးခဲ့တဲ့6လပိုင်းအတွက်ဂျေဇုတော်ချီးမွမ်းမယ်အပြည့်ဝချမယ်ပြီးလို့ရှိရင်ဒီအခု ဝင်စားတဲ့ဆယ်လပိုင်းတစ်ခုလုံးအတွက်ဆုတောင်းမှကောင်းကြီးခံယူမယ်ဘုရားသခင်လက်တော်ထဲမှာအနံ့မယ်ပေါ့နော် ကိုယ်တိုင်နားထောင်ပြီးမှအာမင်လို့ comment ထဲမှာထူသွားပါပြီးလို့ရှိရင်ဒီဆုတောင်းချက်ကိုလည်းကိုယ့်ရဲ့မိသားစုဝင်တွေကိုပို့ပေးပါတို့လည်းနားထောင်မှာအာမင်ထူစီပါအာမင်ထူတယ်ဆိုတာကအာဟုတ်ပါတယ်မှန်ပါတယ်ဆိုပြီးတော့မှထောက်ခံတဲ့သဘောသဘောတူခြင်းဖြစ်ပါတယ်အဲ့ဒီလိုသဘောတူလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဆုတောင်းတန်အားလုံးအားလုံးဟာထောက်ခံတဲ့သဘောတူတဲ့သူတွေအတ္တာနဲ့မိသားစုတို့ရဲ့အတ္တာဘဝတစ်ခုလုံးမှာတက်ရောက်သွားမယ်ဆိုတာတမချန်းစာရအကျွင်းမဲ့ယုံကြည်ရပါတယ် တော့ဆုမတောင်းခင်မှာကျွန်တော်ကျန်းစာတစ်ချက်ဖတ်မယ်နော်တရ20ခုမြောက်တော့စာလံအပိုင်ငယ်တစ်အကျွန်ုပ်ဒီစင်းရဲခံရတော့အခါထာဝရဘုရားကိုအော်ဟေး၍ထာဝရဘုရားသည်နားထောင်တော်မူ၏ဆုတောင်းခြင်းတိုင်းကိုဘုရားသခင်နားညောင်းတယ်နားထောင်နေတယ်ဆိုတာဒီကျန်းစာအားဖြင့်ကျွန်တော်တို့နားလည်ခွင့်ရတာဖြစ်ပါတယ်ဆိုတော့အတူတူကဆယ်လပိုင်းအတွက်စက္ကဆုတောင်းရင်နဲ့ပြီးခဲ့တဲ့9လပိုင်းအတွက်အပြည့်ဝချေစုလို့ချီးမွမ်းအတူတူကဆုတောင်းရအောင်နော် ကောင်းကင်ဘိုချေသာဝရမြတ်စွာဘုရားယေရှုတင်နေကိုရောဘုရားဒီကနေ့ဆယ်လပိုင်းတရက်နေ့မနက်စောစောအထိအသက်ရှင်ခွင့်ပေးတဲ့ယေရှုတော်ဂုံတော်ပေါင်းကိုချီးမွမ်းပါတယ်ကိုရော နေနေညာညာကိုရောဘုရားပို့ဆောင်တယ်အမောင်ညမှာလည်းအကောင်းဆုံးအိတ်ဆက်အနာယူခွင့်ပေးတည်တာမကပါရာရောအေးချမ်းတော့မနက်ခင်းမှာနိုးထလာတာနဲ့မနက်တိုင်းမနက်တိုင်းမနက်တိုင်းမှာအသက်ရှင်တော့မူမြတ်တော့တန့်ရှင်တော့နှုတ်ကပတ်တော်မြတ်ကို ကျွန်တော်တို့အမြဲတမ်းကြားနာခံယူခွင့်ရတယ်ယေရှုတော်ကတော့ပေါင်းကိုချီးမွမ်းပါတယ်ကိုတော်ဆယ်လပိုင်းကိုဝင်စားခွင့်ရတည်တော်မှာက6လပိုင်းကိုကြော်လွန်ခွင့်ရခဲ့ပါပြီကြော်လွန်လာတဲ့6လပိုင်းကိုကြည့်မယ်ဆိုရင်ကိုတော်ဖယားသခင်ရဲ့ယေရှုတော်အရှံပယ်ဖြစ်နေတာကျွန်တော်တို့တွေ့တယ်ဟာလေလုယာကိုတော်ဖျားကျွန်တော်တို့ဖျားနာတဲ့အခါမှာကိုတော်ဖျားကူတာပေးခဲ့တယ်ကျွန်တော်တို့အခက်ခဲရှိတဲ့အခါမှာဖယားသခင်ကူညီမဆားခဲ့တယ်ကျွန်တော်တို့ ထွက်ပေါက်မရှိတဲ့အခါမှာဘုရားသခင်ဒီကျွန်တော်တို့ထွက်ပေါက်ပေးခဲ့တယ်။ကျွန်တော်တို့ဒီစိတ်အားငယ်ဝမ်းနည်းနေတဲ့အခါမှာဘုရားသခင်ဒီကျွန်တော်တို့နှစ်သိမ့်ခွန်အားပေးခဲ့တယ်။ဟာလေလုယာ။ကိုလောက်ပိုင်းတစ်လလုံးကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ဘုရားသခင်ရဲ့လက်ဒီကျွန်တော်လက်ကိုဆွဲလေအတူတူကကြော်လွန်လာခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကြီးစိုးတော်ဂုံတော်ပေါင်းကိုချီးမွမ်းပါတယ်။ကိုလောက်ပိုင်းတစ်လလုံးမှာအတူပါရှိတဲ့ဘုရားသခင်တာ၍ဘုံကြီးပါစေ။အတူပါရှိပေးတဲ့ဘုရားသခင်ဂျေဇူးတင်တယ်ကိုတော်ဘုရား။ ဆက်လက်ပြီးတော့မှကိုတော့ကိုလာပိုင်းတလားလုံးကိုကြီးတဲ့အခါမှာကျွန်တော်အာနေမှုတွေလည်းကျွန်တော်တွေ့ရတယ်ကျွန်တော်တီလျက်နဲ့ပြစ်မာတဲ့အပြစ်ရှိခဲ့တယ်ကျွန်တော်မတိပဲနဲ့ပြစ်မာတဲ့အပြစ်ရှိခဲ့တယ်အိုးကျွန်တော်တို့သွားမလာမစားမတောက်မပြောမဆိုမအာကျွန်တော်တို့စဉ်းစားမသွေးခေါ်မကျွန်တော်တို့သူများကိုခွင့်မလွတ်နိုင်တဲ့အပြစ်ကျွန်တော်ကိုကိုကိုခွင့်မလွတ်တဲ့အပြစ်ကျွန်တော်ကိုကိုကိုပြစ်မာတဲ့အပြစ်ဖယားကိုပြစ်မာတဲ့အပြစ်သူများကိုပြစ်မာတဲ့အပြစ်အိုးကိုတော့အာနေမှုတွေအများကြီးရှိခဲ့ပါတယ် အဲ့ဒီအားနည်းမှုအားလုံးအားလုံးကိုကိုတော်ဒီကနေ့မနေ့ဘုရားသခင်ရှေ့မှာလက်အုပ်ချီမျက်စိမိတ်ခေါင်းညိတ်ပြီးမှဆုတောင်းခံနေတဲ့သူနဲ့အခုဆုတောင်းနေတဲ့ကျွန်တော်တို့အပေါ်မှာကိုတော်ဘုရားဒီအပြုတ်ဝင်ချချင်းဒီဒီလူတွေအားလုံးအတွက်ကိုစားဖြစ်ပါတယ်ကိုတော်ကျွန်တော်တို့ပြစ်မှားခဲ့တဲ့အရာများအားလုံးကိုကိုတော်ဘုရားခွင့်လွှတ်တော်မူပါ ကျွန်တော်တို့ဒီတောင်းပန်တဲ့ခါမှာဘုရားသခင်ဒီခွင့်လွတ်ပြီလို့အကျွမ်းမဲ့ယုံကြည်ပါတယ်။ဟာလေလုယာ။ဘာလို့လဲဆိုတော့တမန်ကျမ်းစာတစ်ချက်ထဲမှာကျွန်တော်တို့ဒီကိုယ့်အပြစ်ကိုနောင်တရရမှာဝင်ချတောင်းပန်တဲ့ခါမှာဘုရားသခင်ဒီတစ္ဆာနဲ့၎င်းဖြောင့်မတ်ခြင်းနဲ့၎င်းပြည့်စုံတဲ့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်အပြစ်များကိုအကုန်အစင်ခွင့်လွတ်မယ်လို့ဂတိပေးထားတဲ့အတွက်ဂျေဇုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါတယ်။ကျွန်တော်တို့ဒီဘုရားသခင်ရှေ့မှာ အပြစ်ကိုအလုံးစေးကြောခံရတဲ့သူဖြစ်တယ်လို့ဝန်ခံပါတယ်ဟာလေလုယာကိုတော်ဆက်လက်ပြီးမှဆယ်လပိုင်းတလလုံးတွေကအနံပါတယ်အခုနားထောင်နေတဲ့သူတွေစုတောင်းခံနေတဲ့သူတွေကျွန်တော်တို့အတွက်ဆယ်လပိုင်းတလလုံးဟာအစ်စ်အစ်စ်အစ်စ်ဒေါ်လာဖြစ်တယ်နေ့ရက်စင်တိုင်းဟာကျွန်တော်တို့မလျှောက်ဘူးမကြုံဘူးမမြင်ဘူးမဝင်စားဘူးတဲ့နေ့တွေဖြစ်တယ်ဒါကြောင့်ဘာတွေဖြစ်လာမလဲကျွန်တော်တို့မသိဘူးအဲ့မဲ့ကိုတော်ဖျားတာကျွန်တော်တို့လည်းအတူတူရှိမယ်ဆိုရင် ြစ်လာသည်များအားလုံးဒီဘုရားသခင်ကျွန်တော်တို့အတွက်ကောင်းကျိုးဖြစ်စေမယ်လို့အကျွင်းမဲ့ယုံကြည်ဝန်ခံပါတယ်ဟာလေလုယာကိုတော့ကျွန်တော်တို့စေလာပိုင်းတလလုံးကိုတော့လက်တော်ထဲမှာအနံပါတယ်စေလာပိုင်းတလလုံးကိုတော့ဖျားကွဲကဆောင်းမကောင်းကြည်ပေးပါကျွန်တော်တို့ရဲ့ထွက်ချင်းဝင်ချင်းပြောချင်းဆိုချင်းစဉ်းစားချင်းတွေးခေါ်ချင်းဆုံးဖြတ်ချင်းကျွန်တော်တို့လုတ်လေရကင်လေရပြောလေရသွေးခေါ်လေရတခုချင်းစီတိုင်းမှာဘုရားသခင်ဒီကျွန်တော်ကြက်မှတ်ပေးပါဘုရားသခင်ကျွန်တော်ကွဲကဆောင်းမပေးပါဘုရားသခင်ကျွန်တော်ကောင်းကြီးပေးပါဟာလေလုယာ အပြစ်များကိုရှောင်ရှားနိုင်ဖို့ရန်တန်ရှင်းသောဝိညာဉ်တော်ဤနှုတ်ကပတ်တော်အဖြစ်နေ့ရက်စဉ်မနက်တိုင်းမနက်တိုင်းကျွန်တော်တို့တုံတင်ခွန်အားပေးပါဟာလေလုယာယေရှုနာမအားဖြင့်ဆယ်လပိုင်းတစ်လလုံးအတွက်ဝန်ခံပါれကြွေးကြော်ပါれဆယ်လပိုင်းတစ်လလုံးဒီဖျားသခင်ရဲ့စကားအပြစ်အဝနားထောင်တော်လာဖြစ်တယ်ဟာလေလုယာဆယ်လပိုင်းတစ်လလုံးဒီဖျားသခင်ရဲ့စကားတော်အားဖြင့်အသက်ရှင်တော်လာဖြစ်တယ်ဟာလေလုယာဆယ်လပိုင်းတစ်လလုံးဒီပြီးခဲ့တဲ့6လပိုင်းထက်တာ၍ကျမ်းမာတော်လာဖြစ်တယ် ဆယ်လပိုင်းဒီပြီးခဲ့တဲ့ကိုလပိုင်းထက်တာ၍အာဝိညာဉ်ခွာတိုးတက်ဒေါ်လာဖြစ်တယ်ဟာလေလုယာဆယ်လပိုင်းဒီပြီးခဲ့တဲ့ကိုလပိုင်းထက်တာ၍ကောင်းကြီးမင်္ဂလာအရှံပယ်ခံစားရဒေါ်လာဖြစ်တယ်ဟာလေလုယာဆယ်လပိုင်းဒီကိုလပိုင်းထက်တာ၍ပေးလူတက်ဒေါ်လာဖြစ်တယ်ဟာလေလုယာဆယ်လပိုင်းဒီကိုလပိုင်းထက်တာ၍အေးဝင်ကလေးအမှုတော်မြတ်ကိုပါဝင်ပေးလူဒီမှာကိုတိုင်လဲပါဝင်ဒေါ်လာဖြစ်တယ်လို့ယေရှုနာမအဖြစ်ဝန်ခံပါတယ်ဟာလေလုယာဆယ်လပိုင်းဒီကျွန်တော်တို့ ကိုလာပိုင်းကမပြီးပြည့်သေးတဲ့ပြဿနာအခက်ခဲအားလုံးပြီးပြည့်ဒေါ်လာဖြစ်တယ်အောင်မြင်ဒေါ်လာဖြစ်တယ်လို့ယေရှုနာမအဖြစ်ဝန်ခံပါတယ်ဟာလေလုယာကျွန်တော်ရဲ့အလုပ်ကျွန်တော်ရဲ့စီးပွားရေးမှာအစ30အစ60အစ100ကောင်းကြီးမင်္ဂလာခံစားရဒေါ်လာဖြစ်တယ်လို့ယေရှုနာမအဖြစ်ဝန်ခံပါတယ်ဟာလေလုယာကိုရောဆက်လက်ပြီးတော့မှဆယ်လပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေကိုတခါတည်းဆုတောင်းကောင်းကြီးပေးပါတယ်အခုဆုတောင်းခံနေတဲ့သူတွေထဲမှာဆယ်လပိုင်းမှာ မွေးနေ့ကြောက်မဲ့သူတွေရှိပါတယ်ကိုတော့ဘယ်သူဘယ်ဝါဆိုတာကျွန်တော်မသိပေမဲ့တို့တွေသိတယ်ဘုရားသခင်သိတယ်ယေရှုနာမအဖြစ်ဆဲလောက်ပိုင်းကမွေးနေ့ရှင်တွေအားလုံးကိုဆုတောင်းကောင်းချီးပေးပါတယ်မွေးနေ့မှာစနေ့ရာချီတိုင်အောင်ကျမ်းပါပါစေချမ်းသာပါစေတာ၍ဘုရားစကားနားထောင်ပြီးလက်လျှောက်တတ်တော်သူဖြစ်ပါစေတို့အားဖြင့်မိသားစုဝင်အားလုံးကယ်တင်ခြင်းရတော်သူဖြစ်ပါစေဟာလေလုယာဖယားသခင်ဒီတို့ကိုဒီကနေ့အတိုင်အောင်အသက်ရှင်ခွင့်ပေးတည်တော်မူကမွေးနေ့ကိုဖြစ်ကျော်ခွင့်ရတဲ့အတွက်ယေရှုတော်ချီးမွမ်းပေးပါတယ် မွေးနေ့ကနေစိုက်မှာနှစ်ပေါင်းရာချီတိုင်အောင်ခိုးကိုရော်ဖျားရဲ့အလိုတော်နဲ့အတောင်တော်အရေးအောက်မှာကွဲကဆောင်းမချင်းခံရတော့မွေးနေ့ရှင်များဖြစ်ပါစေလို့ဆုတောင်းကောင်းချီးပေးပါတယ်ဟာလေလုယာကျေးဇူးတော်ကုန်တော်ပေါင်းကိုချီးမွမ်းပါတယ်ကိုရောကျွန်တော်တို့ရဲ့နိုင်ငံအတွက်လည်းဆုတောင်းတယ် ညောင်များစွာနေရာမှာစစ်မဲ့ဘေးဒဏ်တွေဖြစ်နေတယ်ဒါကြောင့်ကိုရော်ဖျားကွယ်ကာဆောင်မလဲအမြန်ဆုံးကိုရော်ဖျားဒီပြုတ်ပြင်ပေးပါအကောင်းဆုံးတော့အချိန်နေတရက်ကိုကိုရော်ဖျားပို့ဆောင်ပေးပါပို့ဆောင်ပေးမယ်လို့လည်းအကျွမ်းမဲ့ယုံကြည်ပါတယ်ညောင်များစွာတော့စစ်ဘေးဒုက္ခဒုက္ခတွေတွေအမျိုးမျိုးတော့ဒုက္ခတွေတွေကိုလည်းကိုရော်ဖျားကွယ်ကာဆောင်မလဲကြည့်ရှုကောင်းကောင်းကြည့်ပေးတော်မူပါကျွန်တော်ကျမတို့ကိုလည်းဖျားသခင်ရဲ့အလိုတော်တရားတစားပလာဖြစ်စေတော်မူပါဟာလေလုယာကိုရော် ်ဂျေဇုတော်ချီးမွမ်းနေဇေလာပိုင်းတလားလုံးကိုတော်လက်တော်ထဲမှာအနံပါတယ်ကျွန်တော်ဆုတောင်းတန်ဒီမပြည့်စုံပါဘူးဒါပေမဲ့ကိုတော်ဒီကျွန်တော်ဆုမတောင်းခင်ကတည်းကကျွန်တော်ဘာတောင်းမလဲတီရှိနှင့်ပြီးတော့ဖရားဖြစ်တယ်ဒါကြောင့်ကျွန်တော်ဆုတောင်းမားတဲ့အရာအလိုတော်နဲ့မကိုက်ညီတဲ့အရာမျိုးကိုကိုတော်ခွင့်လွှတ်ပေးတော်မူပါဆုတောင်းမရောက်တဲ့နေရာအာဆုမတောင်းမပြည့်စုံသေးတဲ့နေရာကိုကိုတော်ဖြည့်ဆည်းပေးလေပြည့်စုံစေပါမိအကြောင်းဆက်လက်ပြီးတော့မှအခုဖရားရှိတော်မောမှာ ဒီအာဗီဒီယိုလေးကိုနားထောင်ရင်းနဲ့တို့ရဲ့စိတ်ထဲမှာတို့တီးတန့်ဆုတောင်းနေတဲ့သူတွေလည်းရှိပါတယ်တီးတိုးဆုတောင်းနေတဲ့သူတွေလည်းရှိပါတယ်ကျွန်တော်တို့မသိပေမဲ့ဘုရားသခင်သိတယ်ကိုရောအခုကိုရောရှိတော်မောင်းမှာဒီဗီဒီယိုဖိုင်ရှိမှာအတူတူကဆုတောင်းနေတဲ့သူတွေတို့နှလုံးသားထဲကနေတီးတိုးရွတ်ဆိုတန်ကိုကိုရောဖျားကြားပြီဖြစ်တဲ့အတွက်ကိုရောဖျားနားညောင်းပေးပါကိုရောဖျားနားညောင်းပေးမယ်လို့အကျွင်းမဲ့ယုံကြည်ဝန်ခံပါတယ်ဂျေဇုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါတယ်ကိုလောက်ပိုင်းတလလုံးအတွက်ဂျေဇုတော်ချီးမွမ်းနေဆယ်လောက်ပိုင်းတလလုံးအတွက် အလုံးစုံကိုတော်လက်တော်ထဲမှာအနံ့ဆူတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆူတောင်းစကတ်အနံ့ကြပါ리ဖာဖရာသခင်အာမင်